အပေါ်သွေးနဲ့အောက်သွေးရဲ့ကွာခြားမှုကတော်တော်လေးများတယ်ပေါ့နော်ဥပမာအပြင်အပေါ်သွေးက160ကျော်နေပြီမဲ့အောက်သွေးက65လောက်ပဲဖြစ်နေတော့လူနာရီလူနာရှင်တွေစိတ်ပူကြတာသဘာဝကြပါတယ်နာရီအမီးများတာတခုရှိတယ်ဆရာတို့သေးတိုးယောဂါကိုကုရေနော်ဟိုလူကြီးပိုင်းပေါ်အထူးသဖြင့် အပေါ်သေးအောက်သေးပေါ့အာကျမအပေါ်သေးကတော့တက်နေတယ်ကျွန်တော်ကအပေါ်သေးကတော့မြင့်နေတယ်ဒါပေမဲ့အောက်သေးကျတော့နေနေတယ်အောက်သေးကတော့မတက်ဘူးကြားတော့ကြားနေတယ်ဆိုပြီးတော့သွေးကြစီတွေတောက်တဲ့အခါမှာအဲသူတို့ပြောလာကြတယ်စိတ်ပူလာကြတာဒီကူလဲဆရာတို့တွေ့ရပါတယ်အဲ့တော့အဲ့နေရာမှာဆရာတို့အပေါ်သေးနဲ့အောက်သေးပေါ့ဒီဟာလေးကိုနည်းနည်းပြောပြခြင်းပါတယ်အဲ့တော့အထူးသဖြင့်အသက်ကြီးပိုင်းရောက်လာရင်အသက်60ကျော်လာရင်အပေါ်သေးကတော့တက်လာတယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့အသက်ရလာတာနည်းနည်းများအောက်သေးရမတက်တော့အောက်သေးရမတက်တော့ဘဲနဲ့တန့်လာတယ်ပေါ့နော်တန့်လာပြီးတော့နောက်ပိုင်းဘာဖြစ်လာလဲဆိုရင်တက်ဒီတက်ပိုကြီးလာတယ်80 85 80စသဖြင့်ဖြစ်လာရင်နော်ဆရာတို့အောက်သေးရပိုးတော်ကြသွားသည်အပေါ်သေးနဲ့အောက်သေးရဲ့ကွာခြားမှုကတော်တော်လေးများတယ်ပေါ့နော်ဥပမာပြင်အပေါ်သေးရ160ကျော်နေပြီမဲ့အောက်သေးရ65လောက်ပဲဖြစ်နေတော့လူနာရီလူနာရှင်တွေစိတ်ပူကြတာ တဘာဝကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အပေါ်သေးကိုကြသလိုအောက်သေးကပါလိုက်ကြဝါရင်တို့များဒုက္ခရောက်နေမလားပေါ့နော်။အဲ့တော့ဆရာပြောချင်တာကပေါ်သေးတက်လာတာက isolated systolic hypertension လို့ခေါ်ပါတယ်။ဒါလူကြီးတွေမှာတည်သားတယ်။အများစုကဒီထဲမှာဝင်နေပေါ့နော်။အဲ့တော့အပေါ်သေးဒီအရေးကြီးတာကကြောက်ရတဲ့နော်စိတ်ပူရတဲ့သွေးတွန်းနှောက်ဆက်တွဲတွေပေါ့။လေဖြတ်တာတွေကြောက်ကပ်ပျက်စီးတာတွေနှလုံးရောဂါဖြစ်တာတွေအကုန်လုံးက အပေါ်သွေးတက်တာနဲ့သက်ဆိုင်ပါတယ်နော်ဒါကြောင့်မို့အောက်သွေးထက်အပေါ်သွေးကိုဆရာတို့ကအာယုံပိုးပြီးတော့စိုက်ပြီးတော့ကုသဖို့လိုတယ်ဆိုတာပြောကြားခြင်းပါတယ်အော်ဒီနေရာမှာအောက်သွေးကိုလုံးဝကြီးလစ်လူရှူရမယ်လို့ဆရာဆိုလိုတာတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အသက်ရွယ်ရလာရင်သူတည်းအသက်ကြီးလာတာနဲ့မြဒီအောက်သွေးရော့ရင်လဲဘာဖြစ်နိုင်လဲဆိုတော့အထိုင်ထမှာ နော်ဒါမှမဟုတ်အိရာထတဲ့အခါမှာတော့တနည်းအား position ပြောင်းပြီးတော့လှုပ်ရှားတဲ့အခါမှာသွေးပေါင်ကကျသွားတတ်ပါတယ်အဲ့တော့အဲ့မတ်တက်ရဲရဲ့အချိန်မှာသွေးပေါင်ကျသွားရင်သူပြင်အသက်ကြီးတဲ့လူတွေမှာမူးဝေနေတာလမ်းလျှောက်ရင်ခေါင်းအုံနေတာနောက်တောက်တောက်ဖြစ်နေတာဘာဖြစ်လို့လဲဆိုတော့သွေးပေါင်ကမတ်တက်ရဲတဲ့အချိန်မှာညော့နေတာနော်အဲဒါမျိုးကြီးလည်းဖြစ်တတ်တယ်အဲ့တော့နေရတာမကောင်းဘူးပေါ့အဒီတဲ့ပို့ပြီးတော့အရေးကြီးတာကတော့အဲ့လိုပြုံးနေ သွေးပေါင်ရင်အပြောင်းလဲဖြစ်တဲ့အခါမှာခေါင်းကိုသွေးရောက်တာနည်းပြီးတော့လဲကျသွားတဲ့အခါမှာအယိုးကျူးတာတို့ခေါင်းကိုဒဏ်ရတာတို့စသဖြင့်ဓာရီဖြစ်တတ်တဲ့အတွက်အများကြီးလဲဒီဆိုင်ကိုလဲလိုပါတယ်အဲ့တော့အပေါ်သွေးကိုအဓိကကြအောင်လဲရှားရပါမယ်အောက်သွေးကိုလဲတတ်နိုင်ရင်တော့ဂီယူဆိုင်ရပါမယ်ဒါပေမဲ့အရေးကြီးတာကတော့အပေါ်သွေးဖြစ်ပါတယ်ဆိုတာဆရာပြောကြားခြင်းပါတယ်